ယောယောယောအလုံးမဲမိလာပါမာရုကဲမြန်နေကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ဒီ Double 11 Event Nexus Event မှာ Legend Skin ကိုဈေးနှဲဆုံးနဲ့ဘယ်လိုယူရမလဲဆိုတာအဲကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ Legend Skin ကအစတုန်းကသူ့ရဲ့ဈေးက1600နဲ့လေလို့ရပါတော့ဒါပေမဲ့အခုကတော့1000နဲ့လီးဈေးဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကတော့ပြန်မြအကြေအာဖြင့် အကျဉ်တရားဆိုရင်တော့ရပြီလို့တော့ထင်တယ်အဲအကျဉ်တရားဆိုရင်ပြောရရင်ကံကောင်းရင်တော့ကျွန်တော်ဒီ dynamic portrait တွေပါလဲလို့ရလောက်တယ်ဒါတော့တယောက်နဲ့တယောက်ကံမတူနိုင်တာဖြစ်တဲ့အတွက်ဒီထက်ပိုပြီးတော့စော်ပြီးရလည်းဖြစ်နိုင်တယ်ပြီးတော့ तू က coin တစ်ခါရရင်90ဖြစ်တဲ့အတွက်တယောက်နဲ့တယောက်တော့မတူနိုင်ဘူးပေါ့နော်အဲလိုအရင်ပြောချင်တယ်ကျွန်တော်ကအကျဉ်ကြီးပြည့်အောင်ပဲလှုပ်ထားပေးရဖြစ်ပါတယ် okay အဲ့တော့အဲဇီတက်တာဆုံးဘလို့ဖောက်မလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ဒီ event လလာချင်းကျွန်တော်တို့ November 5ရက်နေ့မှာ weekly bet တပတ်ကိုထည့်မယ်ဒါကဘာလို့ထည့်ကြတာလဲဆိုရင်ကျွန်တော်တို့နောက်ပိုင်းမှာဒီ recharge rebate ဆိုပြီးတော့ event တစ်ခုလာလိမ့်မယ်ပေါ့နော်ဒီ event လာတဲ့ချိန်မှာလာမှာသူကဘယ်လိုလဲဆိုရင်ကျွန်တော်တို့9ရက် recharge လုပ်ရင်အဲ token တစ်ခုရပါတယ်ပြီးတော့10ရက်တိတိ recharge လုပ်ရင် token နောက်ထပ်နှစ်ခုထပ်ပြီးတော့ရပါတယ်ပြီးတော့ထိတ်ဆုံး3ရက်မှာကျွန်တော် recharge လုပ်တယ်ဆိုရင်သူကတစ်ရက်ကို token တစ်ခု free လဲလို့ရပါတော့ ျွန်တော်တို့ကအားဒီရောအကုန်သုံးပါအဲအကြောင်ထည့်ကဏ္ဍဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်နိုဝင်ဘာလ9ရက်နေ့မှာ weekly bet တစ်ပတ်ကိုထည့်မယ်ပြီးတော့တစ်ချိန် draw ပါမယ်။ဒီ draw ရဲ့တစ်ချိန်ကကျွန်တော် free ရထားတဲ့တစ်ချိန်ပေါ့နော်။ပြီးတော့ကျွန်တော် mega draw bundle တွေကကျွန်တော် diamond တက်ဆယ်ပေးရတဲ့ဟာရယ်ပြီးတော့ diamond 49တုံးပေးရတဲ့ဟာရယ်ဝယ်မယ်အဲ့တော့စုစုပေါင်း3ချိန်ထိရမယ်ပြီးတော့ကျွန်တော် daily draw diamond 50နဲ့တစ်ချိန်ထပ်ပြီးတော့လဲပါမယ် နိုဝင်ဘာလ6ရက်နေ့မှာနောက်ထပ် weekly battle ပတ်ကိုထည့်မယ်။အဲ့တော့တပတ်ထည့်ရတဲ့အတွက်ကျွန်တော် free token နောက်ထပ်တစ်ခုထပ်ပြီးရပါမယ်။ပြီးတော့ daily draw တစ်ကြိမ်လဲ့မယ်။အဲ့တော့စုစုပေါင်း6ကြိမ်တိရမယ်။ဒါဆိုရင်ကျွန်တော်နိုဝင်ဘာလ9ရက်နေ့ phase 1လာရနေရောက်ပြီးအဲ့နေ့မှာကျွန်တော် diamond 1000ထည့်ရပါမယ်။ဟုတ်ပါတယ်1000ထည့်ရမှာပါ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီကရရတဲ့ promo diamond 600ပါကျွန်တော်၃မှာဖြစ်တဲ့အတွက် diamond 1000ထည့်ပါမယ်။အဲ့တော့ diamond 1000ထည့်ရဆိုရင်ကျွန်တော်တို့က promo diamond 800နဲ့စုစုပေါင်း free token 16ခုရမယ် တော့ကျွန်တော်အဲ့ဒီမှာပဲကျွန်တော်ရဲ့ဒီ50% discount Tandro Dimo 900နဲ့တုံးပြီးတော့လဲ့မယ် Tandro တစ်ကြိမ် 1Dro တစ်ကြိမ်အဲ့တော့စုစုပေါင်း Dimo 950အဲအဲ့ဒါကိုလဲ့မယ်ပေါ့နော် ဲ့တော့ကျွန်တော်အဲ့ဒီမှာစုစုပေါင်းအဲ18ချိန်ဒီရမယ်ဘာလို့လဲဆိုတော့အဲ့ဒီမှာ diamond ထည့်တဲ့အတွက်နောက်ထပ်တစ်ချိန်ထပ်ပြီးရပါတယ်။ Okay အဲ့တော့ဒီ phase 1ပြီးမှစုစုပေါင်းကျွန်တော်တို့အချိန်ရင်း36ချိန်ရမှာဖြစ်ပါတယ်။အဲ့ဒီကကျွန်တော်တို့ကဒီ daily ထည့်တဲ့ဟာတွေကဒီ free token တစ်ခုစီရခဲ့တာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ဒီ November 10ရက်နေ့မှာနောက်ထပ် weekly bet တစ်ပတ်ကိုထည့်မယ်။ အဲ့တော့ကျွန်တော်ဒီမှာပြထားတဲ့ဒီ weekly bet တပတ်ထဲတို့ diamond တက်ရထဲတို့အဲဒီအပြောင်တုံးနဲ့အဝါရောင်တုံးနေကြတော့ကျွန်တော်တို့ဒီ diamond အ ਨੇ ဆုံးထည့်ရမယ့်ပမာဏတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာအ ਨੇ ဆုံးတက်ရကို diamond တက်ရ၈ရက်တိတိထည့်ခဲ့မှာဒီနောက်မှာရမယ် free token နှစ်ခုပါရမှာဖြစ်ပါတယ်အကယ်၍ကိုကတက်ရရဲ့လောက်ကိုမထည့်ပဲနေရလို့တက်ရကို diamond short ပြီးထည့်လိုက်တာလို့ဆိုရင် ဲ့ထဲကိုမဝင်ပါဘူးအဲ့တော့တရက်ကိုအနည်းဆုံး diamond တက်ရထက်ခဲမှအဲဒီနောက်မှာရမယ် free token နှစ်ခုอ่ะရမှာဖြစ်ပါတယ်အဲ့တော့ free token နှစ်ခုရရဆိုမဲ့ကိုက diamond တက်ရတက်တာပါလေဗျာပြီးတော့အနောက်မှာလဲမဲ့ဟာတွေကလည်းဒီထဲခဲ့တဲ့ diamond တက်ရတို့ weekly bet တို့ကပြန်သုံးလို့ရတာဖြစ်တဲ့အတွက်အဲထဲတင်းနေပေါ့နော်အဲ့လိုမျိုးတရက်တစ်ကြိမ်ရတော့နည်းနည်းတော့အလုံးရှုပ်တယ်ဗျာဒါမဲ့ free token ကတကယ်တမ်းတွက်ကြည့်လိုက်လေဆိုရင်စုစုပေါင်း6ခုတောင်ရတယ်အဲ့တော့ diamond 300လောက်တက်တာလေတည်မလားမနေဘူးဗျာ โอเคအဲ့တော့ကျွန်တော် diamond ထည့်လိုက်မယ်ပြီးတော့တစ်ကြိမ် draw မယ်နိုဝင်ဘာလ9ရက်နေ့မှာကျွန်တော်နောက်ထပ် diamond တက်ရထည့်မယ်ကျွန်တော်တို့ဒီ9ကြိမ်ပြည့်သွားတဲ့အတွက် reach bonus token တစ်ခုထပ်ပြီးတော့ရပါတယ်အဲ့တော့စုစုပေါင်း38ကြိမ်ပေါ့နော်โอเคအဲ့ဒီမှာပဲကျွန်တော် any ရောက်သွားပြီဆိုတော့ promo diamond တွေစပြီးတော့သုံးလို့ရပါပြီအဲ့တော့ promo diamond စုစုပေါင်းလက်ထဲမှာ1640ရှိမယ်ကျွန်တော်တို့1600ပဲရေးထားပါတယ်အဲ့တော့စုစုပေါင်းအကြိမ်20လဲလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က yoyo diamond က20 ပရိုမိုဒိုင်းမိုက80နဲ့အဲ့လိုလဲရမှာဖြစ်ပါတယ်ဒီ daily bonus တွေတုံးလို့မရပါဘူးအဲ့တော့အဲ yoyo dynamo 400တုံးပြီးတော့ကျွန်တော်တို့အကြိမ်20တိတိလဲလို့ရပါတယ်အင်းဒီမှာ okay အဲ့တော့ကျွန်တော် november လ9ရက်နေ့မှာစုစုပေါင်းအကြိမ်ရ59ကြိမ်တိပြီးပါမယ် okay နောက်ထပ်ပြီးတော့ november လ10ရက်နေ့မှာဒါက weekly bet ပဲဖြစ်ဖြစ် diamond တက်ရပဲဖြစ်ဖြစ်ကြိုက်တဲ့ဟာထည့်လို့ရပါတယ် 17ရက်နေ့မှာလဲထိုနီ၎င်းမယ်ဒိုင်မွန်ထည့်မယ်ပြီးတော့တစ်ချိန်လဲပါမယ်။ Okay အဲ့တော့နိုဝင်ဘာလ17ရက်နေ့ရောက်ပြီအဲ့နေ့မှာလဲထုံစံအတိုင်းပါပဲကြိုက်တဲ့ဒိုင်မွန်အမောင်ထည့်ပါပြီးတော့တစ်ချိန်လဲပါမယ်။အဲဒီနေ့မှာတော့ကျွန်တော်ရှေ့မှာထည့်ခဲ့တဲ့ဒိုင်မွန်နေကြောင့်အဲဒီမှာ free token နှစ်ခုထပ်ပြီးတော့ရပါတယ်။ဘာလို့လဲဆိုတော့ရှေ့ရတီတီ recharge လုပ်ခဲ့တဲ့အတွက်အဲ token နှစ်ခုရပါတော့။အဲ့တော့အဲ့အထိကိုကျွန်တော်64ချိန်ထိပြီးသွားမယ်။ โอเคအဲ့တော့ဂျားလဲကြက်နေနိုဝင်ဘာလ23ရက်နေ့မှာတကြိမ်ထပ်ပြီးတော့လဲမယ်အဲ့တော့65ကြိမ်โอเคအဲ့တော့ phase 2ရက်ရောက်ပါပြီအဲ့တော့ phase 2ရက်မှာကျတော့ diamond 900ပဲထဲမယ်အဲတထောင် test တွေကလည်းမပါတော့ပါဘူးအဲ့တော့ phase 2မှာလာတဲ့အချိန်မှာတော့ test ကတော့900ဒီပဲပါပါမယ်အဲ့တော့900ထဲမယ်ပြီးတော့အဲနိုဝင်ဘာလ14ရက်နေ့မှာတကြိမ်လဲပါမယ် ဒါပြီးွားရင်ကျွန်တော်နိုဝင်ဘာလ15ရက်နေ့ကနေ18ရက်နေ့ထိတရက်တစ်ကြိမ်လှည့်ပါမယ်ကျွန်တော်တို့ကဒီတစ်ခါ3တဲ့ task ကိုကအဲ950ထိပဲလုပ်မယ်ပေါ့နော်အဲ့တော့ free token က16ခုရမယ်အရင်လိုမျိုး18ခုမရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲဒီ task ကို950ထိပဲလုပ်မှာဖြစ်တဲ့အတွက် free token 16ခုပဲရမယ်အဲ့တော့နိုဝင်ဘာလ18ရက်နေ့မှာကျွန်တော် free token တွေအကုန်သုံးပြီးွားတာကိုစုစုပေါင်းချိန်က86ချိန်ထိရမှာဖြစ်ပါတယ်။ဒါကကျွန်တော်ရနိုင်တဲ့မြတ် free token တွေ recharge rebate တွေ mega draw band တွေအကုန်သုံးပြီးွားပါပြီအဲ့တော့တခုမှလိဟင်မှုမရှိအောင်ကျွန်တော်လှုပ်ထားပေးပါတယ် okay အဲ့တော့ november 19ရက်နေ့ညနေ december 10ရက်နေ့ထိ event တော့9ရက်နေ့ထိရှိရပါတော့အဲ့တော့အဲ့ဒီ ठी ကိုတရက်တစ်ကြိမ်ထပ်ပြီးတော့လဲမယ်ဒါတော့ကိုကဘလောက်လဲဖို့လိုတယ်ဆိုတဲ့အပေါ်မှာပဲမူတည်လိုက်မယ်အဲ့တော့ကိုကစောစောရမယ်ဆိုရင်ဒီ diamond 650ကတုံးရှင်းမှာတုံးရမယ်ပေါ့နော် အဲအဲ့တော့ပြောရှင်တယ်တယောက်နဲ့တယောက် တော့တူမှာမဟုတ်ဘူးဒါကတော့ကျွန်တော်ကအချိန်ကြီးပြည့်အောင်လုပ်ထားပေးရဖြစ်ပါတယ်အဲ့တော့အဲ့ ठी ကိုကျွန်တော်တို့ကဘာတွေထည့်ခဲ့ရလဲဆိုရင်စုစုပေါင်း diamond 1800နဲ့ wikibat 4ဘတ်ထည့်ခဲ့ရပါတယ်ပြီးတော့တိုတဲကုန်မှာတော့ diamond 2300တိတိကုန်မှာဖြစ်ပါတယ်ဒါမဲ့တခုရှိတာကဒီ diamond 650ကတယောက်နဲ့တယောက်တူရှင်မတူလိမ့်မယ်အဲ့တော့တချို့ကြတော့လည်းအချိန်ကြီး65နဲ့ရတယ်လို့တချို့ကြတော့လည်း90နဲ့ရလဲဖြစ်နိုင်တယ်အဲ့တော့တယောက်နဲ့တယောက်တော့တူမှာတော့မဟုတ်ဘူးဒါက ကျွန်တော်ကဒီ96ကြိမ်ကိုဘယ်လောက်ကုန်မလဲဆိုတာတွက်ပြထားဖြစ်ပါတယ်အဲ့တော့ဒီလောက်ကုန်ပါမယ်အဲ legend skin ကောင်တော့ diamond 2300လောက်တော့ကုန်ပါမယ်အဲ့ထက်ပိုပြီးလဲတတ်တာနိုင်ပါတယ်ကျွန်တော်အားလုံးသိရဲ့ legend skin ယူရင်ကျွန်တော် wish grow box ကတော့အဆုံးထိရပါတယ်အဲ့တော့ collateral လားဒါမှမဟုတ် lucky box လားတကောင်ကတော့ထပ်ပြီးတော့ရလိမ့်မယ်ဒါကတော့ကြပန်းရမှာဖြစ်ပါတယ်ကန်ကောင်းရင်တော့ collateral ရမယ်ကန်ဆိုရင်တော့ lucky box ရပါမယ်အဲ့တော့အဲ yeah free collateral ပေါ့ဗျာပြောရ Legend ရွေးတူတွေအတွက်နော် Legend ရွေးတူတွေအတွက် free collateral ဖြစ်ပါတယ် โอเคအဲ့တော့ဒါကတော့ legend you made တွေအတွက်အဲဘယ်လိုဖောက်မလဲဆိုရဲဇာတ်လေးကိုကျွန်တော်လောက်ထားပြပြဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်နေ့မှာဒီ necessity skin double 11အဲ့လိုဟာဒီ you made တွေအတွက် ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ထပ်ပြီးတော့လုပ်ပေးမယ်အဲ့တော့အဲ့ဒါကိုလည်းကျွန်တော်စောင့်ကြည့်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့တော့ပြောချင်ပါတယ်ပြီးတော့ဒီဗီဒီယိုလေးကိုလည်း like လုပ်ပြီးတော့တင်ထားစီချင်ပါတယ်ဘာလို့လဲဆိုတော့ရက်ကလူတွေရဖြစ်တဲ့အတွက်အဲပျောက်သွားတာတို့ဒီဗီဒီယိုကမတွေးတော့တာတို့ဘာလို့ဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော် like လုပ်ထားပြီးဆိုရင်ကျွန်တော် like လုပ်ထားတဲ့ playlist ထဲမှာပြန်ပြီးတော့တွားကြည့်လို့ရပါတယ်အဲအကြောင်း like လုပ်ပြီးတော့တင်ထားစီချင်တယ်ပေါ့နော်ပြီးတော့ subscribe လေးလည်းလုပ်ခဲ့ပါဦးโอเคเนาะ yeah โอเคအဲ့တော့ကျွန်တော်လေးလာယူမယ်စိတ်ကူထားဗျာလေးလာက ယူမယ်ဆိုရင်ကျွန်တော်ဒီမှာ lucky box လေးရနိုင်တယ်အဲ legend လေးရတယ်ဆိုတော့ point 6000လောက်ပလိန်ဂုံးလို့ရဗျာအဲအဲ့တော့ဒီတစ်နှစ်ပဲကျွန်တော်ဒီ legend က1440နဲ့လဲလို့ရမှာနောက်နှစ်ဆိုရင်တော့1600ဖြစ်သွားလိမ့်မယ်အဲ့တော့ဒီနေ့ယူရင်တန်ပါတယ်အဲ့တော့နောက်နှစ်မှယူမယ်ဆိုစိတ်ကူထားရနော်1600နဲ့လဲရမယ်အဲ့တော့ okay အဲ့လောက်ဆိုရင်တော့ကျွန်တော်ရှင်းပြရလဲနည်းနည်းများပါပြီနားလည်မယ်လို့လည်းထင်ပါတယ် okay အဲ့တော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြမယ် see you guys like and subscribe